အားလုံးပဲမင်္ဂလာပါ ကျွန်တော်ဒီ6ကြိမ်အတွက်ပေါ့နော်6ကြိမ်အတွက်တဲတုံးကွက်တွေ့တဲ့နေ့ကို ကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင်တနေ့နဲ့တကွာရှင်းပြပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်တဲတုံးကွက်ယူတဲ့နေ့ဖြစ်ပါတယ်ထဲအလေအပိတ်ယူပြပြီးသွားမှာပေါ့နော်ကျွန်တော်ဒီ663တပင်ကနေနေ့တုံညကိုရှာပြီးသွားတဲ့တပင်ကိုရှင်းပြပြီးသွားမှာဖြစ်တယ်ပေါ့နော် ဒီအပေါ်ဆုံးမှာရေးထားတာကတော့ကျွန်တော်ထိတ်စီတက်ပြမှာဖြစ်ပါတယ်။ဒေါညာကိုခွန်ချေလျှောက်တုံးက83ပေါင်း၈၁ဒီနှစ်ကိုတုံမြတ်ကတုံမြတ်တလုံးနဲ့ပေါင်းပါပါတော့ဆိုတော့တည်ရမယ်။တစ်ကိုတစ်ထတ်တို့တာနှစ်နှစ်ကိုတုံးနဲ့ထပ်ပေါင်းရှင်၅ဖြစ်ပါတယ်။ဒါကြောင့်မို့ထိတ်စီတုံးလုံးပေါ့နော်။တင်းနေကထိတ်စီဖြစ်ပါတယ်။အလေးထင်းကိုဆက်ပြီးလေ့လာကြည့်အောင်ဒီ၈နှစ်ကျင်းက၆၆၃နှစ်ကျင်းပေါင်းရှင်ကလည်း၆ပေါ့နော်။ဒီ၄က၁ကျင်း ဒီ33ပေါင်းရှင်က6ဖြစ်ပါတယ်နောက်ထပ်ရှင်နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ရှောင်းနှကြိမ်စနစ်နေနဲ့ဒီရှင်နဲ့ပေါင်းရင်30လေးနဲ့6နဲ့ပေါင်းရှင်30ဆိုတဲ့အတွက်တလဲထိန်3ညဖြစ်ပါတယ်အပိတ်ကတော့ဒီ9တကြိမ်ပေါ့နော်ခုနှစ်ကြိမ်14၄၆ပေါင်း30ဒီရှိဆုံးက6တလုံးကြံတဲ့အတွက်အဲ့ဒီ6ကအပိတ်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တင်းတင်းကားထိတ်စီ3ညအလေ6အပိတ်မှာ3ညကို2ညကို ငါးတုံညာကိုစပီးသုံးခွက်ရမယ်ပေါ့နော်အဲ့ဒီသုံးခွက်ထဲကသူရှာပေးသွားတာကနှစ်တုံညာကိုဖြစ်ပါတယ်နှစ်ထိတ်တုံညာအလည်းကိုအပိတ်နှစ်တုံညာကိုစပီးရှာပေးသွားခေတာဖြစ်ပါတယ်โอเคဒီနှစ်အတိုင်းပဲထပ်ပြီးယူပြပေးသွားမှာဖြစ်တယ်ပေါ့နော်နှစ်တုံညာကိုတပင်ကနေခွန်ခွန်ကိုရတဲ့တပင်ကိုတွက်ပြပေးသွားမှာပေါ့နော်ထိတ်စီဖြစ်ပါတယ်ဒီထိတ်စီရအပေါ်ကယူတဲ့နေ့အတိုင်းပဲနေနဲ့ကိုပေါင်းတာ73ဒီရှောင်းနဲ့ထပ်ပေါင်းတာ တေချောင်းပေါင်းရှင်900ရာတဲ့အတွက်ခွန်ကိုတည်တိုးတာရှိရှေ့ကို3ပေါင်းရှင်70ဖြစ်ပါတယ်ခွန်70ထိပ်စီးဖြစ်မယ်ပေါ့နော်အလေးထင်ကလေးအဘွားယူတဲ့နေ့အတိုင်းပဲပေါ့နော်နေ့နှစ်ကြိမ်ပေါင်းရှင်က၄ရာမယ်9နှစ်ကြိမ်ပေါင်းရှင်10ဖြစ်ပါတယ်ဒီအဘွား၄ကိုယူထားတဲ့အတွက်ဒီကို6ကိုယူတော့6တစ်ကြိမ်336ပေါင်းထားတဲ့အတွက်1968ကိုပေါင်းရှင်း19ပေါ့နော်ကိုပဲကြည့်မယ်၄နဲ့6ပေါင်းတဲ့စီ ရှင်းနဲ့ကိုပေါင်းရှင်းဆက်ခွန်ဆွေအတွက်ခုနှစ်အလေထိန်ဖြစ်ပါတယ်။အပိတ်ကိုဆက်ပြီးလည်လာကြအောင်အပိတ်ကအပေါ်ဝယူတဲ့နေ့တိုင်းပဲ၃နဲ့ဒီ၆နဲ့ပေါင်းရှင်း၉ရာတွေပေါ့နော်။ခွန်ရှစ်တိထိတ်စီခုနှစ်အလေကိုအပိတ်ခွန်ခွန်ကိုခွန်ရှစ်ခွန်ကိုတိခွန်ကိုပေါ့နော်။အဲ့မှာတူရှားပြီးသွားကကခွန်ခွန်ကိုဖြစ်ပါတယ်။ခွန်ထိတ်ခုနှစ်အလေကိုအပိတ်ခွန်ခွန်ကိုဖြစ်ပါတယ်ခင်ဗျာ။ โอเคဒီအပေါ်မှာကအလေထိန်ပါနော်အာကအလေထိန်ဖြစ်ပါတယ်နောက်ထပ်ဒီအောက်ကအပိတ်ဖြစ်ပါတယ်ပေါ့နော်ထိတ်လေပိတ်ဖြစ်ပါတယ်โอเคခွန်ခွန်ကိုတပင်ကနေကျွန်တော်ထိတ်စီကိုအပွားယူတဲ့နေ့တိုင်းပဲထိုင်ပြီးတော့တပြပြစ်တော့မှာဖြစ်ပါတယ်โอเคဒါထိတ်စီးပေါ့နော်အလေအပိတ်နိနေ9နဲ့ယူထားတဲ့အတွက်ခွန်နဲ့9ပေါင်းရှင်း16ဒီအပေါ်မှာ6ယူတဲ့အတွက်ဒီ10ယူတော့6 10ပေါင်းရှင်း9ရရတယ်ပေါ့နော် ါကြောင့်မို့ခွန်ချစ်တထိတ်စီဖြစ်သွားမှာဖြစ်ပါတယ်။အလေးထိုင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။အပေါ်ကယူတဲ့ဤအတိုင်းပဲခုနှစ်နာချိန်ပေါင်းရှင်း၁၄ကိုလေးပဲကြည့်မယ်။ခုနှစ်ချိန်က၁၈တီ၉တချိန်နောက်ထပ်လေးခွန်ပေါင်းတာ၁၇ရှင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ရှင်းနဲ့ချိန်ပေါင်းရှင်းက16ရမယ်။16နဲ့4ပေါင်းရှင်း20၊9နဲ့10ပေါင်း30ပေါ့နော်။ဒါကြောင့်မို့3ညအလေးထိန်ဖြစ်ပါတယ်။ အပိတ်ကိုဆက်ပြီးလေ့လာကြည့်အောင်ဒီ9နှစ်ကြာ14အတင်းနဲ့6ပေါင်းရှင်း30ဆိုတဲ့အတွက်အပိတ်တုံများပါတော့အဲ့ဒီမှာ900 800 100ဆိုပြီးတော့ရာကဏန်းနေပါတော့အဲ့ဒီမှာတူချပြီးတော့တာက900ဖြစ်ပါတယ်9300 300ဆိုပြီးတော့အဲ့ဒီ20တစ်ထပ်ပြီးချပြီးနေဆဲပဲပေါ့နော်ခွနီယာတပင်ကနေထပ်ပြီးလေလာကြအောင်ထိစီအနေနဲ့ခွန်နဲ့တုံများပေါင်းခွန်၅နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် ခွန်၅ပေါင်းရှင်းစနစ်နှစ်ကိုတည်တိုးတာ၃၃ကိုအပေါ်လိုမျိုးပဲ၃နဲ့ထပ်ပေါင်းရှင်း၆ပေါ့နော်ဒါကြောင့်မို့နှစ်၃၆ထိစီးရှိပြီးရတယ်အလဲထိန်ပေါ့နော်ခုနှစ်နှစ်ကြိမ်ပေါင်းရှင်းဆက်လေးတည်တဲ့ကြိမ်၆နဲ့၈ပေါင်းတာက၁၄ကို၈နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်၄နှစ်ကြိမ်ပေါင်း၈၈နဲ့၈ပေါင်း၁၆၆နဲ့၁ပေါင်းရှင်း၇ဆိုတဲ့အတွက်ခုနှစ်အလဲထိန်ဖြစ်မယ်ပေါ့နော် အပိတ်ကတော့ဒီရှင်းနှစ်ချိန်16ရက်နေ့6ပေါင်းစနစ်နေနဲ့9ပေါင်းရှင်းခုနှစ်ရမယ်ပေါ့နော်။ Okay အဲ့မှာ၃ခွအနေနဲ့1ခွန်ခွန်3ခွန်ခွန်6ခွန်ဆိုပြီးရတယ်ပေါ့နော်။သူရှားပြီးသွားတာက84ခွန်3ခွန်ခွန်ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တုံးထိတ်စီခုနှစ်အလေခုနှစ်အပိတ်ဆိုပြီးတော့3ခွန်ခွန်တဲ့ဆိုပြီးထပ်ပြီးရှားပြီးသွားခဲ့တယ်ပေါ့နော်။3ခွန်ခွန်ကနေ ကျွန်တော်ထပ်ပြီးခြားပြီးတော့အမလားဆိုတာလေးတွေ့ပြပြီးသားမယ်ပါနော်၃ခုပေါင်း၁၀ရှင်းနေပေါင်းရှင်းရှင်းဆိုရဲအတွက်ရှစ်ကိုတစ်တူတာ၉ကိုကိုကို၃ပေါင်းရှင်းက၁၂ဆိုရဲအတွက်ရှစ်ကိုနှစ်ထိဆင်းရမယ်ပါနော်အလေးထိန်ကိုလည်းထပ်ပြီးလေ့လာကြအောင်ဒီ၃နှစ်ချိန်၆ခုနှစ်နှစ်ချိန်က၁၄တစ်ကတစ်ချိန်၃ညနဲ့၈ပေါင်းရှင်းရှင်းဖြစ်သွားမယ်ပါနော်၆နဲ့၄ပေါင်း၁၀ရှင်းနဲ့၁ပေါင်း၉ဆိုတဲ့အတွက်ကျွန်တော်၉အလေးထိန်ဖြစ်ပါတယ် အပိတ်ကတော့ဒီဒေးနဲ့6ပေါင်း30ခုနှစ်နာကြိမ်ပေါင်း84ဖြစ်မယ်ပေါ့နော်။ Okay အဲ့ဒီမှာ3ခွဲအနေနဲ့84 994 94ဆိုပြီးရမှာဖြစ်ပါတယ်ပေါ့နော်။94ဆိုပြီး6ပြီးသွားခေတာဖြစ်ပါတယ်။3ခွန်ခွန်ပြီးတော့84ချပြီးသွားတယ်ပေါ့နော်။3ခွဲအနေနဲ့84ရ994ရ94ရဆိုပြီးတော့ဒီ3ခွဲရတယ်ပေါ့နော်။ အဲ့ဒီ၃ကွက်ထက်ကသူရှာပြီးတော့တာက6-4သက်ဖြစ်ပါတယ်ဗောနော။ဒါကြောင့်မို့ဒီ20နီးကထပ်ပြီးတော့ပေးနေ7ဖြစ်ပါတယ်။နေ့တောင်ညာကိုဒီ20နီးတိုက်ပဲဗောနော်ခွန်ခွန်ကို900 3-0-6-4ဆိုပြီးရှာပြီးတော့ခဲ့ပြီးပြီဗောနော။ Okay 6-4သဘင်ကနေထပ်ပြီးလေလာကြည့်အောင်လားခင်ဗျာ။20ကောင်းတယ်ဗောနော်။ဆက်ပြီးဖို့ပဲလိုလာဖြစ်ပါတယ်။ တွင်နီကိုလေးလာလို့ရအောင်ရည်ရွယ်ပြီးတော့တင်ပြပေးရှင်းတာဖြစ်ပါတယ်ဗောနော်ရှင်းလေးပေါင်းတာစနစ်9နဲ့ထပ်ပေါင်းရတာဖြစ်တဲ့အတွက်နေနဲ့9ပေါင်း7တိနေနေကိုနေပေါင်းရှင်း oh sorry နေကို3ပေါင်းရှင်း5ဗောနော်နေ3 5ထိစီဖြစ်ပါတယ်အလေးထိုင်းကိုထပ်ပြီးတူတူပေါင်းကြည့်မယ်ပေါ့နော်၈နှစ်ကြိမ်က၁၆၄ကြိမ်ပေါင်းရှင်း၈၃တကြိမ်ပြီးရင်၆နဲ့၅ပေါင်းတာက၁၇၈နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ် ရှင်းနေရှိပေါင်း16ရှောင်းနဲ့ပေါင်းတာစနစ်နေနဲ့3ပေါင်း9နဲ့10ပေါင်းရှင်း6ဖြစ်တဲ့အတွက်ကြောင့်မို့အလေထိန်6ဖြစ်ပါတယ်အပိတ်ကိုထပ်ပြီးလေ့လာကြအောင်ပါနော်ဒီမှာပေါင်းရှင်း6ဖြစ်ပါတယ်အပိတ်ကတော့ဒီ78889လေးဆိုတဲ့အတွက်ခြေကုန်အချိန်ပေါင်း16ရှောင်းနဲ့ပေါင်းတာစနစ်နေနဲ့ဒီအရှိကတင်နဲ့ပေါင်းရှင်း300တယ်ပေါ့နော် ဆိုတော့ကစားကွက်၃ကွက်အနေနဲ့တစ်လျှောက်၃ရက်နှစ်လျှောက်၃ရက်ငါးလျှောက်၃ရက်ဆိုပြီးရတာဖြစ်ပါတယ်သူရှားပြီးသွားတာကခွန်၅ခွန်၅လျှောက်၃ဖြစ်ပါတယ်ဒါကြောင့်မို့၅၆၃တဲ့ဆိုပြီးထပ်ပြီးရှားပြီးသွားတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်၆ကြိမ်အတွက်ဒီတဲ့၃ကွက်နီးကိုထပ်ပြီးရှားပြီးသွားအောင်လားဆိုတာလေးတွေ့ပြပြီးသွားမယ်ပေါ့နော်ငါ၃ပေါင်းရှင်းကရှေ့ရတယ်ငါနဲ့ထပ်ပေါင်းရမှာဖြစ်တယ်ပေါ့နော် ရှင်းနဲ့5ပေါင်းတော့73ရာတဲ့အတွက်3ကိုတစ်တို့တာ4 4ကို3ပေါင်းရှင်း9ဆိုတဲ့အတွက်အဲ့ဒီတွင်ရရာ3 4ခွန်ထိပ်စီးဆိုပြီးရတယ်ဗောနော် အလေးထင်ကိုထပ်ပြီးလေးလာကြည့်အောင်လားခင်ဗျာနာနဲ့ကြိမ်30ဗောနော်ဒီဘုရားထိပ်စီးနဲ့အပိနဲ့ကိုယူပေါင်းထားတာဖြစ်ပါတယ်3နဲ့ကြိမ်6ဒီ3ကိုယူတဲ့အတွက်ဒီနှစ်ကိုယူတယ်ပြီးရင်ဒီ6 5 6ကိုယူတဲ့အတွက်ဒီ3တုံများပေါင်း3ပြီးရင်ရှင်းနဲ့ထပ်ပေါင်းတာဖြစ်တယ်ဗောနော် နေနဲ့ရှစ်ပေါင်းရှင်းတစ်ဆင်းရှောင်းနဲ့သုံးပေါင်းရှင်းကိုးဆွေအတွက်အလေးထိန်ကိုးဖြစ်ပါတယ်ခင်ဗျာတွဲနည်းအရာဖြစ်ပါတယ်ဗောနော်โอเคအပိတ်ကိုလည်းထပ်ပြီးတော့လေ့လာကြည့်အောင်ကျွန်တော်အဘွားယူတဲ့နေ့တိုင်းပဲဒီခုနှစ်နာကြာဆက်လေးလေးနဲ့ရှောင်းပေါင်းရှင်းကသိစေရမယ်ဗောနော်ခုနှစ်နှစ်ကြိမ်က၁၄၄၆ပေါင်း၁၀၅တလုံးကြံနေအတွက်ကြောင့်မို့အပိတ်ငါဖြစ်ပါတယ် ဒါကြောင့်မို့ကျွန်တော်တို့ဒီ6ကြိမ်မှာ ကစားကွက်3ကွက်ရနေတာဖြစ်ပါတယ်ဗောနော်ထပ်ပြီးတော့ရှားပေးတော့အောင်မယ်ဆိုရင်ဗောနော်395 495 995ဆိုပြီးတော့ကျွန်တော်တို့ဒီ3ကွက်ရတာဖြစ်ပါတယ်ဒါဒီ20အရာကျွန်တော်မိတ်ဆွေများအထောက်ကူရအောင် ကြည်ရွယ်ပြီးတော့တင်ဆက်ပေးရှင်းတာဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်20ဒီဘလူးပဲကောင်းနေပါစီဆက်ပေးရှင်ပါလေဆက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ မိတ်ဆွေများအနေနဲ့အသုံးပြုတဲ့အခါမှာကျေးဇူးပြုပြီးတော့အမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါလေးအတည်ပြုပါပါတော့။ Okay T20 ဒီကျွန်တော်တို့ဒီကနေစပြီးတော့ချပေးလာတယ်ပေါ့နော်။နိတုံညာကိုခွန်ခွန်ကိုခွန်တုံညာတုံညာတုံခွန်ခွန်ချစ်ကိုလေးပြီးရင်ဒီမှာ963ဆိုပြီးဒီလိုလေးခြာပြီးသွားခဲ့ပြီပေါ့နော်ဟုတ်ကဲ့ဒီ3ွက်ထက်ကတော့ွက် ထပ်ပြီးခြာပြီးသွားအောင်မလားဆိုတာလေးကတော့ ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။